ဒီနေရာမှာခိုင်းကွဲတယ်ဆိုတာ group လေးတစ်ခုပါပဲပမပြေမှန်ကအယူဆကြောင့်ကွဲတဲ့ခိုင်းဟာရှားပါတယ်မှန်ပါဗျာနော်မှန်ပါထင်ရှားကြော်ကြတဲ့ဆရာတော်ကြီးတွေရဲ့နောက်ကသူတပည့်အစုလိုင်းနာနေထိုင်မှုပဲအဆုံးမနဲ့ပတ်သက်ပြီးလိုင်းနာနေထိုင်မှုတွေကိုကနလို့ခေါ်တာမှန်ပါရှေးဘီရင်နေလက်ထက်မှာတော့ကာမဝါတိ ရွာเจ้าမှာနေတဲ့ခိုင်းကကာမဝတိခိုင်းမှန်ပါဗျာတောမှာနေတဲ့ခိုင်းကအရိညာဝတိခိုင်းလို့ခိုင်းကြီးနှစ်ခိုင်းရှိတယ်ရှင်တော့မှန်ပါဗျာဒါပုဂ္ဂိုလ်ရဲ့အကျင့်အနေထိုင်ကိုကြည့်ပြီးတော့ကွဲတဲ့အကွဲခုနဝီနီးနဲ့ပတ်သက်တဲ့ကွဲတဲ့အကွဲမဟုတ်ဘူးဗမာပြည်မှာရှိတဲ့ခိုင်းတွေမှန်ပါဗျာဆရာအစဉ်ဆက်သူတို့ဆရာဆုံးသွားတာနောက်ကိုလိုက်တော့ပြီးတော့သူတို့ရဲ့ group အုပ်စုလေးတစ်ခုအနေနဲ့ဖွဲ့တာမှန်ပါဗျာအခုလည်းပဲ တယ်လီဖုန်းထဲမှာ group ဖွဲ့တာတွေရှိတယ်မဟုတ်လားမှန်ပါဗျာရှိပါဗျာဂိုင်းဆိုတာအဲ့ဒါပါပဲ group ဖွဲ့ထားမှန်ပါเนาะကိုယ့် group နဲ့သူ့ group နဲ့ရှိကြတာပဲလေမှန်ပါဗျာပြောမယ်ဆိုရင်တော့နိုင်ငံရေးပါတီတွေလည်းသူ့သူ့ပါတီနဲ့သူရှိကြတယ်လို့မှန်ပါဗျာသို့သောအဲ့ဒီပါတီကခုကရမဖြစ်ဖို့တော့အရေးကြီးတာပေါ့မှန်ပါဗျာဒီတန်ဃာတွေလည်းဂိုင်းနေရရမဖြစ်ဖို့ပဲအရေးကြီးမှန်ပါဗျာကိုယ့် group နိုင်ကိုယ်နိုင်တာချက်သုံးတာတော့ဟိုအပြစ်လို့ပြောလို့မရပါဘူးမှန်ပါဗျာเนาะမှန်ပါဗျာရသဗျာလက်ထက်တုန်းကတော့ ဒီတုတ်တတိကဂိုင်းတို့အဘိဓမ္မအဘိဓမ္မိကဂိုင်းတို့ဒီလိုမျိုးတွေလည်းရှိပါတယ်မှန်ပါဗျာခရူးလိုက်တွေနေကြတာဒါလူရဲ့သဘာဝပါပဲမှန်ပါဗျာဂိုင်းချင်းချင်းမတဲ့ပဲနဲ့ရံဖြစ်နေရင်တော့အဲ့ဒါရံဖြစ်တာကတော့အပြစ်ပဲမှန်ပါဗျာအခုလို့အမည်နာမကွဲပြားနေခြင်းကအပြစ်မရှိပါဘူးမှန်ပါဗျာစစ်တပ်မှတော့မှပဲဟိုရေတပ်ရှိတယ်လေတပ်ရှိတယ်ကြီးတပ်ရှိတယ်သူခရူးနဲ့သူမှန်ပါဗျာဟုတ်တယ်ဟုတ်လားမှန်ပါဗျာ အဲ့ဒါအပြစ်မဟုတ်ဘူးလူတွေမှာလည်းပဲ association တွေအများကြီးရှိတယ်မှန်ပါဗျာကိုကိုရက်ွက်ကိုဒေသကိုအနေကိုအဖွဲ့အသင်းတွေအများကြီးရှိတယ်အဲ့ဒီဘောပါပဲတရားမှန်ပါဗျာအပြစ်မရှိပါဘူးတရားတော့ဝီနီးနဲ့လည်းဆက်ကြည့်မယ်မရှိပါဘူးမှန်ပါဗျာ